ဥဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်။ဇလီရဲ့ဗုဒ္ဓဖူးညနေ၄ :30 အတွက်ကိုတင်ပြမှဖြစ်ပါတယ်မျိုးလို့ရင်။ဒီမနက်မှာလည်းဒါအမျိုးလိုရလိမ့်မယ်လို့ထင်တယ်နော်။ကိရာဆိုရင်တချောက်ရှိကီးပေးထားတာဖြစ်ပါတယ်။ပတိဟာဂျမအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာတိရှိပတိနော်။တိရှိလို့ပဲထွက်သွားတယ်။အဲ့တော့ဒါအမျိုးလိုရလိမ့်မယ်လို့ထင်တယ်နော်။ဂျမလည်းအကောင်းဆုံးရှာဖွေပေးထားခြင်းဖြစ်ပါတယ်မျိုးလို့ရင်။ အဲ့ဒါဆိုရင်ညနေ၄နာရီ30အတွက်ကိုတင်ပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကြည့်ရအောင်နော်ဘဝနေလာလို့တခါပြန်ကြည့်ရတယ် sau này tụ nhà này bao nó no, chờ chờ bao hoa gà tí chờ cái nè khá cả cù nó tua kì xin sì này ngà này bao nó tụ tụ bao hoa gà xí tụ nhà nè khá cả ngà ngà bao hoa gà tụ nhà သူကဒီညက်နေမှာအပီးဆင်းရမှာဖြစ်တယ်နော်အဲ့တော့ဟိုဘက်ဒီဘက်ကိုသူကအပီးအဆင်းပြီးသူကလည်းဒီဟာ၃တလုံးနဲ့ဒီဟာ၉တလုံးနဲ့ညက်နေပိုင်းမှာ၃ခုဆိုပြီးတော့ထွက်သွားတယ်နော်အဲ့ဒါဆိုတော့နောက်တစ်ပွဲကိုဆက်ကြည့်အောင်လေးနဲ့ကိုနဲ့ပေါင်းတော့ ို့၃ပါဝါကရှိ၃ရက်နှစ်ခါက၅ရှင်းနေခွန်နေပေါ့မယ်ရှစ်ခွန်ပေါင်းတော့၅၅ပါဝါက၃ညာ၅ရက်နှစ်ခါက၃၃ရက်ပါဝါကရှိဒီညနေမှာဆင်းရမယ်ဘုရားဒီပဲအပြီးเนาะမြို့တော့ ပါဆင့်ပြီးသွားတယ်ဒီက3နဲ့ဒီက8နဲ့83ထူပြီးထွက်သွားတယ်နော်အဲ့ဒါဆိုတော့နောက်တော့ဘွဲခွန်လေးပေါင်းမယ်ခွန်လေးပေါင်းတော့1တိပါဝါက6တိကေနခက8 ောင်းတော့ကိုကိုပါဝါကလေကိုရဲ့နှခတ်က6 6ကဲပါဝါက1ဥပဒိပအပီဥပဒိပအပီဆိုတော့ဒီက6တလုံးနဲ့ဒီက8တလုံးနဲ့ညနေပိုင်းမှာ6ရှိဆိုပြီးထွက်သွားတယ်အဲ့ဒါဆိုရင်ညနေအတွက်ညနေအတွက်က7နဲ့9နဲ့ပေါင်းတော့ခွန် ခွန်ပါဝါကနှင်းခွန်ရဲ့နှခကတုံညတင်းနေရှင်နဲ့ပေါင်းတော့ကိုကိုပါဝါက၄ကိုနှခက၆၆ပါဝါက၁ဒီညနေမှာဟိုဘက်ဒီဘက်ကိုအပြီးဆင်းရမှာဖြစ်တယ်နော်အဲ့တော့ကီရဆိုရင်ခွန်နှစ်၃ညကီဖြစ်ပါတယ် အဲ့ဒီမှာပတိပတ်နိုင်တဲ့အမျိုးတွေကခွန်နှစ်ပတိဖြစ်တယ်နော်ပြီးတော့မိန်ကိုတွဲပြီးမယ်ခွန်နဲ့ဆိုတော့ခွန်ကူခွန်လီခွန်ချနော်အဲ့ဒါကိုကြိုက်တယ်ပြီးတော့နှစ်နဲ့ဆိုတော့ နိကုနိလီနိချောနော်အဲ့ဒါကြိုက်တယ်ပြီးတော့အောက်ကရံွက်ရံွက်ကတော့၃ည၉၃ည၄၃ည၁၇၁တိ၄တိ၆တုံညဒါကတော့ပပပဲရံတော့မျိုးဒီမှာတကွက်ထက်ထည့်ပြီးမယ်နော်တကွက်ကကြိုက်လို့ထက်ထည့်ပြီးတာ နော်လေးချောက်တကူထည့်ပေးမယ်ပြီးလို့ရှိရင်တော့အာထိုးနော်အမျိုးအဲ့ဒါပဲအဲ့ဒါဆိုလို့ရှိရင်ဒီညနေမှာပဲအောင်မြင်မှုတွေကိုထပ်ပြီးတော့ရရှိနိုင်ကြပါစေနော်